္ဂလာပါရှင်။ဇွန်လ12ရက်ကျသပရီနေ့ရွှေရံကုန်ရဲ့ထူထူးခြားပြည်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့မြန်မာတရုတ်နှစ်နိုင်ငံရှေ့ဆက်ဆောင်ရွက်သွားနိုင်မယ့်ကဏ္ဍများကိုဆွေးနွေးတဲ့သတင်း။မြန်မာတရုတ်နှစ်နိုင်ငံရှေ့ဆက်ဆောင်ရွက်သွားနိုင်မယ့်ကဏ္ဍများကိုဇွန်လ9ရက်ကကုမင်းမြို့တွင်ကျင်းပတဲ့မြန်မာတရုတ်တန်တမန်ဆက်ဆံရေး85နှစ်မြောက်စေရင်တုအချိန်မှဆွေးနွေးပွဲတွင်ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။ အဆိုပါဆွေးနွေးပွဲအားမြန်မာကောင်စစ်ဝင်ချုပ်ယုံကုမင်းမြူနိုင်ငံခြားရေးယုံနှင့်ယူနန်ပြည်သူပြည်ပချစ်ကြီးရဲ့အသင်းတို့ပူးပေါင်း၍မြန်မာတရုတ်တန်တမန်ဆက်ဆံရေးတမိုင်းကြောင်းကိုပြန်လည်ဆန်းစစ်ခြင်းနဲ့အနာဂတ်ကာလပူးပေါင်းဆောင်ရွက်မှုများအကောင်းဆုံးဖြစ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ဆွေးနွေးပွဲတွင်ကုမင်းမြူမြန်မာကောင်စစ်ဝင်ချုပ်ဦးသွင်းချက်လင်းယူနန်ပြည်နယ်ပြည်သူအစိုးရနိုင်ငံခြားရေးယုံညွှန်ကြားရေးမှူးချုပ် မစ္စတာရန်ရှောက်ချန်တို့ကသဘာဝတူများအဖြစ်ဆောင်ရွက်ကြပြီးတရားလာကြသူများကနှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ခဲ့မှုများရှေ့ဆက်ဆောင်ရွက်တော်နိုင်မဲ့ကဏ္ဍများဗတ်ဆုံမဟာဗျူဟာများပူးပေါင်းဆောင်ရွက်မှုမိဖက်ဆက်ဆံရေးဖော်ဆောင်နေမှုနဲ့အေးတူဘူးများအတိုင်ဝန်းထူထောင်ရေးတို့ကိုဆွေးနွေးကြရလို့သိရပါတယ်ရှင်ဆလတ်တင်စမဲတဲ့ရင်ကတော့ကိုရီးယားနဲ့တရုတ်တို့မှလှူဒန်းသောစံတန်ချိန်1600ကျော်ကို နေပြည်တော်ကောင်စီထံသို့လွှဲပြောင်းပေးရတဲ့တဲ့ရင် နေပြည်တော်ကောင်စီနယ်မြေရှိငလင်ဘေးတင်ပြည်သူများထံထောက်ပံ့ရန်အတွက်အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်အရန်ရိတ်ခါအစီအစဉ်အသုံးဖြင့်ကိုရီးယားသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူသမ္မတနိုင်ငံတို့မှလှူဒါန်းသောစံတန်းချင်း1610တန်းကိုစိုက်ပျိုရေးဦးစီးဌာနမှတဆင် နေပြည်တော်ကောင်စီသို့စွန်လ17ရက်မိုးလယ်ပိုင်းတွင် နေပြည်တော်ကောင်စီစပြူသီရိခမာတွင် လွှဲပြောင်းပေးရကြောင်းသိရပါသည် ယခုလှူဒါန်းမှုတွင်ကိုရီးယားသမရနိုင်ငံမှာ40ကီလိုဘတ်စံအိမ်3000လီတောင်အိမ်နဲ့တရုတ်ပြည်သူသမရနိုင်ငံမှာ50ကီလိုဘတ်စံအိမ်9000အိမ်စုစုပေါင်း3900အိမ်ပါဝင်တယ်လို့သိရပြီးအခုလိုလှူဒါန်းပေးသော APDER နဲ့ကိုရီးယားသမရနိုင်ငံတရုတ်ပြည်သူသမရနိုင်ငံတို့ကိုအထူးကျေးဇူးတင်ရှိကြောင်းနေပြည်တော်ကောင်စီဥက္ကဋ္ဌကပြောကြားတယ်လို့သိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့စကိုင်းမြို့နယ်ငလျင်ဘေးတင်ထေတာကနေအိမ်ပျက်စီးဆုံးရှုံးတဲ့ပြည်သူတွေကိုရှာဤတဲတွေလှူဒန်းနေတဲ့တွင်စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်အတွင်းကငလျင်ဘေးဒဏ်တင်ဒေတာကနေအိမ်ပျက်စီးဆုံးရှုံးရတဲ့ပြည်သူတွေအတွက်ယာယီတဲတွေကိုလူဒန်းပေးခဲ့တယ်လို့စကိုင်းပြည်သူဖေးမကူကိုရက်ကစွန်လဆယ်ရက်ကထုတ်ပြန်ထားပါတယ် ငလင်ကြောင်နေအများပြည့်စည်ဆုံးရှုံးခဲ့တဲ့အိမ်နာစု120တွဲတအိမ်နာကိုတလုံးစီနဲ့ယာယီရွက်ဖြင့်တဲ့120ခုဖြန့်ဝေပေးကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မန္တလေးခေါ်ဝင်စိတ်ကမ်းမှာကိုကိုဝင်လဲကြပြီးတင်မော20ပေါ်ပြီမီကလူထိခိုက်မှုမရှိဘူးလို့ဆိုရတဲ့တဲ့။ မန္တလေးမြို့ချမ်းရီသာဆန်မြို့နယ်ဒေဝွန်အနောက်ရပ်ကွက်34နဲ့35ကြားအထက်ကန္နာမြို့ပတ်လမ်းမှာမိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့်ကိုကိုပင်လဲကြခဲ့ပြီးတင်မောနှစီပေါ်ပြီမိခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်မှာကောဝင်စိတ်ကန်းတွင်ဇွန်လ17ရက်မနက်တနာရီကျော်အချိန်ကမိုးသည်ထန်စွာရွာသွန်းခဲ့ပြီးလုံးပတ်6ပေအမြင့်ပေ40ခန်းရှိတဲ့ကိုကိုပင်ကြီးမှာကန်းကပ်ရင်နာထားတဲ့တင်မောနှစီပေါ်ပြီမိခဲ့တာဖြစ်ပါတယ် ကိုကိုပင်မှာကံကတ်ရတန်ထားတဲ့မန္တလေးပရာဟိတာအခြေဆိုင်နေလှည့်စေကူသားရဲ့အဖွဲတင်မော်ရဲ့ဥပိုင်းပေါ်နဲ့ရေအရင်အမြင့်တင်မော်ရဲ့နောက်ပိုင်းပေါ်ကိုပြိမိခဲ့တာဖြစ်ပြီးလူထိခိုက်ဒေဆုံမှုမရှိခဲ့သလိုတင်မော်နေမျိုးမှုလည်းမရှိဘူးလို့သိရပါတယ်။တိပင်လေကြကလေးနေရာကိုမိသက်တဖွင့်များနဲ့စီပင်ဝန်ထမ်းများရောက်ရှိလာပြီးရှင်းလင်းရေးဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ မောရွှေကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ဝန်ရှိထွကြပြစ်စဉ်များကိုအချက်တပင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ရရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။